မင်္ဂလာပါဒီနေ့ကတော့ဘာဟာတူကိုရောက်နေတာဖြစ်ပါတယ်ကိုစစ်မင်္ဂလာပါโอเคမင်္ဂလာပါကိုစစ်ကျွန်တော်တို့ကဘန်ကောက်အပြောင်းတွေကမတွေ့ဘူးဟုတ်တယ်ဆရာ၃လတော့ရှိနေပြီเนาะဟုတ်ကဲ့ကိုစစ်ဟုတ်ပါဆရာဘာတူကျွန်တော် Facebook မှာ memory ကတက်လာကျွန်တော်တို့ပြီးသွားတဲ့နှစ်ကဘန်ကောက်သွားကျွန်တော်တို့ first time ကိုစစ်နဲ့ကျွန်တော်သွားတော့အဲ့ဒီတော့ကျွန်တော်တို့ကဒီဇိုင်းတိုင်းနေဒီဇိုင်းတိုင်းဆိုတော့တနည်းပြည့်ပြီပေါ့ကိုစစ်တနည်းပြည့်ပြီဆရာကိုစစ်ကကျွန်တော်တည်လာတော့ဘယ်ကောက်လဲကျွန်တော်တို့က၅နှစ်၆နှစ်လောက်ရှိနေเนาะကိုစစ်၆နှစ်၇နှစ်တော့ရှိတော့မှာဆရာကိုစစ်လူပြိုးဘွားတွေကတည်လာလေ လူလည်းလူမျိုးပဲဟောလူမျိုးပဲလားအဲ့ပါလားကိုစီကမင်္ဂလာလားဆရာဒီနေ့ကဆရာအတွက်ဆရာပွဲချက်ထရီယာမှာပွဲရှိဟုတ်တယ်ကိုစီကျွန်တော်30ရက်နေ့ချက်ထရီယာမှာဒေါက်တာ K3 ကျော်တို့လုပ်တဲ့ပွဲလေးရှိတော့ချက်ထရီယာနဲ့လိုက်အောင်မို့ကိုစီဟုတ်ကဲ့ဟုတ်ကိုစီ recommend လုပ်ပေးပါဟုတ်ကဲ့ဆိုတော့ဒီနေ့ကတော့ဆရာကိုကျွန်တော်တို့အပေါ်မှာဘောနော်ဆရာကြီးကျွန်တော် ready to wear တွေလဲကျွန်တော်တို့အခုစပြီးရောင်းပေးနေတယ်ဗောနော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ရဲ့ customer တော်တော်များများလဲ request လုပ်တယ်အမြန်လိုချင်တယ်ပြောတဲ့ သူတွေအတွက်ပေါ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီ Bahadur Bespoke ကနေပဲ size တွေကျွန်တော်တို့ customize လုပ်ပြီးမှာပေါ့နော်အော်ဟုတ်ကဲ့အစ်တန်ပေါ့ကျွန်တော်တို့ဒီ customer ရဲ့ data ကိုကြည့်ပြီးမှာကျွန်တော်တို့ဒီမှာပြီးပြီးသူပြီးသားတဲ့အတွက်ပေါ့နော် fit ပြအောင်ပေါ့နော်ဟာဟုတ်ကဲ့ခင်ဗျာ ready to wear တွေလုပ်ထားတယ်ပေါ့အော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကိုစီ talk တွေရိုက်တဲ့နေရာလဲနော်ဟုတ်ကဲ့ဟာအပေါ်မှာပိတ်ချတွေလည်းရွေးကြမယ်ဟုတ်ကဲ့ကြည့်ကြအောင်ကိုစီဟုတ်ကဲ့ခင်ဗျာ sorry ပြပြတော့ဆရာမင်းမကျင်းနဲ့ဆရာမကျင်းပါဘူးခင်ဗျာ အဲ့တော့ကျွန်တော်တို့ဒီကတော်တော်လှတာပဲเนาะကိုရှိဟုတ်ဆရာကျွန်တော်တို့အတိအကတော့ဗျာရိုးရှင်းရှင်းပဲပေါ့ဆရာဟုတ်ကဲ့အာကျွန်တော်တို့အာလုတ်ပေးထားတာပေါ့เนาะ background အပြာရောင်နဲ့ဟုတ်ဟုတ်ကျဟုတ်တယ်ဆရာဟုတ် ိုတော့အဓိကတော့ဒီနေ့ဒီမှာကျွန်တော်တို့ပေါ့နော်ပြသထားတာတော့ကျွန်တော်တို့ဒါ ready to wear garment နေဆရာအဓိကတော့ကျွန်တော်တို့ဒီ blazer ကိုပေါ့နော်ဆရာအထူးသဖြင့်ကျွန်တော်တို့အာရောင်းပေးတယ်ဆရာအာကျွန်တော် blazer ကိုပေါ့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 ဝတ်ချင်တဲ့လူတွေအတွက်ပေါ့ဆရာ one set မဝတ်ချင်ဘူးပေါ့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 ကဝင်းကြီးဝတ်ချင်တဲ့လူတွေအတွက်ဒီမှာ blazer တွေကျွန်တော်ချုပ်ထားရတယ်ပေါ့ဆရာအာဒါဆိုရင်ဒါ safari safari ကိုကျွန်တော်တို့ design မှာအထဲမှာ line နေနေပါတယ်မားမပါဘူးဆရာ ်လုံးဝပေါ့ပေါ့ပေါ့ပါပေါ့နော်အဲ shed လိုမျိုးပုံစံ witch နဲ့ mixer တွေအတွက်ပေါ့နော်အဲအဲလေးရှိတယ်ဆရာနောက်ဒီဘက်မှာလဲဒီ blazer တွေပေါ့ sport တွေဆိုတော်တော်ကောင်းတယ်ကောင်းတယ်ဆရာဟုတ်တယ် तू က blue မှာ maroon stripe လေးပါတယ်ဟာပေါ့ဘယ်လောက်ကြာမလဲပေါ့နော် witch တွေ night buy ပြင်ရမှာပေါ့ night buy တော့ तू ကလာပြီးမှရွေးမယ်တကယ်လို့ side fit ဖြစ်တယ်ဆိုရင်တခါတည်းယူသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အဲတရက်ပေါ့မနေ့ဖြန်တော့တကယ် ဟုတ်တကယ်လို့တကယ်လို့ urgent ဖြစ်တယ်ချက်ချင်းဆိုရနိုင်တယ်ဆရာကျွန်တော်တို့အမြန်ဆိုရင်လည်းကျွန်တော်တို့လုပ်ပေးပါတယ် alteration ကကျွန်တော် in house ရှိတယ်ဆိုတော့လေဆရာဟုတ်ဆရာ so ဒီဘက်မှာကြတော့ကျွန်တော်တို့ဒီအာ second room ပေါ့နော်ဆရာ VIP room အဲ့ပါအဲ့လိုပဲပြောအောင်ဆရာဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ ready to wear suit တွေပေါ့နော်ဒီမှာတော့အဓိကကျွန်တော်တို့ suit တွေရှိတယ်အမှ taxi တို့အဖြူတွေလည်းကျွန်တော်တို့ in stock ရှိတယ်ပေါ့ဆရာ ုတ်ကဲ့ဆရာဟုတ်တယ်ဆရာဟုတ်ဟုတ် that special ကျွန်တော်တို့ size အလုပ်ထားတဲ့ဟာတွေပေါ့ဆရာရေဟုတ်ဆရာဟုတ်ဆိုတော့ဒီနေ့ဆရာအတွက်ပေါ့နော်ကျွန်တော်တို့ဒီအခန်းမှာပဲရွေးကြမယ်လေဆရာဟုတ်ဆရာမိုက်လေးတစ်ချက်ဟုတ်ကဲ့ခင်ဗျအဲ့တော့ကျွန်တော် costy ဘယ် color လေး recommend လုပ်လဲပေါ့နော် costy ဟုတ်ကဲ့ဆရာဒီနေ့ကတော့ဒီပေါ့ဆရာဟိုပေါ့နော်ကျွန်တော်တို့ဒီအခု ကိုဒီစင်မာလဲလာတော့မယ်ဟုတ်ကဲ့အယောင်လဲနည်းနည်းဟို main နဲ့ at the same time အလေးနဲ့အယောင်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ brown ကိုဆရာကိုရွေးချယ်ပေးထားတယ်ပေါ့ဆရာရေဟုတ်တရားလေးနဲ့ပြင်ဟုတ်တယ်ဟုတ်ကဲ့ဟုတ် brown brown color မှာသူကကြောင်ချစ် pattern လေးနဲ့ပေါ့ဆရာရေဟုတ်ကဲ့အဲ now ကျွန်တော်တို့အခုဆရာအာချုပ်မယ်ပြောရဲဒီဇိုင်းပေါ့နော်ဒီ double breasted အတွက်လဲတော်တော်တင့်တော်တဲ့ အကြောင်းရယ် pattern ဖြစ်တယ်ပေါ့ဆရာရယ် design နော် date design ပေါ့ဒါဆိုလည်းဒါ cost တို့လက်ရပါလေဒါလေးဆိုရင်တော်တော်ကြပြီဟုတ်တယ်ဆရာအကြောင်းလည်းမကြသွားဘူးမကြအောင်ဆရာဟုတ်တယ်ကျွန်တော်ဒါအောင် over ကောင်းတာကျွန်တော် bike ပူလာပြီပေါ့ဆရာဒါပေမဲ့တချို့တော့တော့ကုတ်တေဆိုရင်တိတာဒါဆိုရင်နှစ်နှစ်လောက်ရှိပြီအခုဝင်လိုက်လည်း fit ပဲ fit ပဲဆရာ तू อ่ะအဓိက adjust လုပ်နိုင်တယ် तू อ่ะကြဲသေးတက်တဲ့ချိန်မှာ तू อ่ะအဲ့လို bike ကို तू อ่ะအแทဟိုပါဆွဲထက်လိုက်တယ်လို့ပေါ့ဆရာဆိုတော့ အမေဘိုင်းထွက်တော့ပြောအရင်လည်းမထွက်ပါဘူးဆရာဟုတ်ကဲ့အဲ့ဒါကြောင့်လည်းပါပါတယ်ဆရာဟုတ်ကဲ့ဆိုတော့ဟုတ်အဲ့ဆိုရင်ကျွန်တော်တို့အခုဒီအယောင်ကတော့ brown color ပါဆရာဒါလေးကောင်းတယ်ကိုစီဟုတ်ကဲ့အထဲမှာ shirt ကိုကြတော့ကျွန်တော်တို့အဖြူပေါ့နော်အဖြူရယ်ဆရာရဲ့နောက်ကျွန်တော်တို့ဒါ powder blue တကယ် powder blue powder blue ရယ်ကျွန်တော်တို့ကျွေးချယ်ပေးထားတယ်ပေါ့ဆရာရဲ့ဟုတ်ကဲ့ခင်ဗျာဆိုတော့ဒါကိုစီစီမှာဒါ shirt ကအလုံးတစုံလုံးအကုန်လုံးအဲ့လိုရတယ်အဲ့လိုရပါတယ်ဆရာအဲ့လိုရပါတယ်ဆရာဟုတ်ပြီဆိုတော့ဒီဇိုင်းကိုလည်းကျွန်တော်တို့ဒီမှာအသေးစိတ်ပေါ့ဆရာရဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒါကိုတိုင်းရတော့ရှိပြီးသားဆို တာဆိုတော့ဟုတ်ကိုဆွေးဆိုစီမှာတိုင်းမလို့တော့ဟုတ်ဟုတ်ဆရာနောက်ကျွန်တော်တို့ဒီဆရာပြောဟိုဟာ shed column ဟိုဟာ legroom shed ပေါ့เนาะဆရာเนาะတိုက်ပုံနဲ့ဝိပုအတွက်လဲကျွန်တော်တို့အဖြူလေးတစ်ထည့်ပေါ့ဆရာဟုတ်ကဲ့အဲ့တော့အဲ့ဒီကိုဆွေးတို့အခုအသားလေးကတော်တော်ဝုလို့ကောင်းတာဟုတ်တယ်ဆရာဟုတ်ကဲ့သူကဆွဲသားပါတာဆရာသူကဆွဲသားပါတယ်ဆိုတော့နောက် light ဖြစ်တယ်ဆရာဆိုတော့အဲ့ဝိရတော်တော်တက်တောင့်တက်တာဖြစ်တယ်ပေါ့เนาะဆရာဟုတ်ဟုတ် အဲကျွန်တော်တို့လိုမျိုးပဲ add channel တွေပေါ့ကိုစီရဲ့ဒါတို့ဘယ်လို online အဲ့လိုရတယ်နောက်တစ်ခါကျွန်တော်တို့အပြင်မှာဘယ်လိုလာဒါလေးလည်းပြောပြပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဘာနော်ဘာဟာဒူကတော့ကျွန်တော်တို့ဒီရန်ကုန်မှာကျွန်တော်တို့စိုင်ဖွင့်ထားပါတယ်အဲရန်ကုန်ရောမင်းကြီးလမ်းမှာပေါ့နော်အဲရန်ကုန်ရောမင်းကြီးလမ်းဒဂုံတောင်ရှစ်မှာကျွန်တော်တို့စိုင်ဖွင့်ထားတယ်ပေါ့နော်တကယ်လို့ နေရာကြည့်နေတဲ့မိတ်ဆွေအော်တခြားမျိုးကကြည့်နေတဲ့မိတ်ဆွေတွေဆိုရင်လည်းကျွန်တော်တို့နဲ့ဒီ Viber နဲ့ပေါ့နော်အာဆက်သွယ်ပြီးမှဗီဒီယို call လုပ်ပြီးမှလည်းဆရာကြီးကျွန်တော်တို့နဲ့ဒီအာအပေးလို့ရတယ်ပေါ့နော်အာတိုင်ပင်လို့ရတယ်အဲကျွန်တော်တို့နဲ့ဒီ measurement ဆိုရင်လည်းကျွန်တော်တို့ဗီဒီယို call မှာနဲ့ပဲကျွန်တော်တို့ measurement လည်းလုပ်လို့ရတယ်ပေါ့ဆရာကြီးအဲအဲ့လောက်အထိကျွန်တော်တို့စီစဉ်ပေးထားတယ်အဲနောက်တစ်ခုကကျွန်တော်တို့အေးဆေးဆေးပေါ့နော်ကိုယ့်ကိုတခြားလေးပေါ့နော်အချိန်ယူပြီးရွေးချယ်ခြင်းနဲ့မိတ်ဆွေတွေပေါ့နော် order လုပ်ခြင်းနဲ့မိတ်ဆွေတွေအတွက်လည်းကျွန်တော်တို့မှာ website လည်းကျွန်တော်တို့ ရှိတယ်ဗောဆရာရဲ့ website ကတော့ဒါ bahadurbespoke.com ပေါ့နော်အဲ့ဝင်သွားပြီးမှ step by step ပိတ်စာယူရတာကိုယူချင်တဲ့ package လေးတွေပေါ့နော်အာ now measurement လုပ်တဲ့ feature အထိကျွန်တော်တို့ထည့်ပေးထားတယ်ဆရာရဲ့ဈေးနှုန်းတွေပါလေပါပြီပါပြီအကုန်အပီးစီးပိတ်စာလည်းအမှပဲတခါတည်းယူလို့ရတယ်တကယ်လို့ AC ပေါ့နော်အဲ margin တဲ့လူတွေဆိုရင်အဲ့လိုလည်းမလိုရတယ်ပေါ့နော်အနောက်ပိုင်းဆိုရင်ကျွန်တော်တို့ဒီ ready to wear garment တွေလည်းကျွန်တော်တို့ဒီ website နဲ့လည်းဝယ်လို့ရအောင်ကျွန်တော်စီစဉ်ပေးထားပါတယ်ဆရာဟုတ်ဟုတ်ဆရာဟုတ်ဟို ဘာတို့อ่ะအကုန်လုံးဒါပြင်ဆင်ထားပြီးသားဟုတ်ကဲ့ဆရာဟုတ်ဟုတ်ဟုတ်ဆရာဟုတ်အဲ့တော့ကိုစီကျုံနှုံးပေါ့ကျွန်တော်တို့ရဲ့ပြိသက်တွေကိုစီရဲ့ပြိသက်တွေလည်းရှိတယ်ဟောကျွန်တော်တို့อ่ะဒီဆိုတော့ကျွန်တော်တို့ဒီလူတယောက်မှလည်းကိုစီရဲ့အောင်မြင်မှုอ่ะဒီဝစ်စားစင်မှုတွေ social တွေဒါတွေလည်းအရေးကြီးတယ်เนาะဒါကိုစီဆိုဆိုလည်းဒါကိုရဲ့လုပ်ကိုကိုစီရနာအပြည့်နဲ့เนาะကျွန်တော်တို့อ่ะတက်တက်ကြွကြွနဲ့စာမင်းလာတဲ့အတွက်အချိန်တို့တွင်းမှာဘာတို့อ่ะအောင်မြင်မှုရတယ်ဆိုတော့ brand တခုတိဆောက်ဖို့ကလည်းမလွယ်ဘူးကိုစီอ่ะဆိုတော့เนาะကိုစီဆိုတော့အဲ့ဒါကိုလူငယ်တွေမှလည်းကိုစီတို့စီကနေပြီးတော့အကြံဉာဏ်တွေလိုချင် င်းတဲ့လူငယ်တွေရှိတာပေါ့ကိုစရီကျွန်တော်တို့ကလက်ခတ်တဲ့လူတယောက်မှာ people's care အရေးကြီးတယ်ကျွန်တော်တို့ကလေပြီးတော့ဝစ်စားစင်နေဆိုတာလည်းဟိုကျွန်တော်တို့က looks မှတ်ဖြစ်မှာเนาะကျွန်တော်တို့ကအဝတ်စားမှုတည်ပြီးတော့လူကစိတ်ခံစားမှုကပြောင်းသွားတာဟိုကျွန်တော်တို့ ဟိုကုတ်ဝစ်ထားတဲ့အချိန်နဲ့ရိုးအချိန်မတူဘူးဒီလူကျုံတို့လည်းဒီလိုကိုကစမတ်ကြကြဝစ်ထားပြီဆိုရင်ဘာပဲဖြစ်ဖြစ်အဆုံးဖြတ်ချက်တွေချတာတွေတွေးခေါ်ပုံတွေအစားအနည်းငယ်များတော့ပြောင်းလဲတယ်ဆိုတော့ဒီအပေါ်မှာပေါ့ဟိုကိုစတီရဲ့အကြံပြုချက်ကလေးလေလူငယ်တွေအတွက်ပြောပြပါအောင်ခင်ဗျဟုတ်ကဲ့ပါဆရာဟုတ်ဟုတ် ဆိုတော့ပထမဆုံးကတော့ဗောဆရာကြီးကျွန်တော်အမြဲအရင်လည်းပြောတဲ့တင်တဲ့ဗီဒီယိုမှာလည်းဗောနော်ဆရာကြီးကျွန်တော်တို့အဓိကတော့တာဝန်ယူမှုတာဝန်ခံမှုဗောဆရာကြီးလူငယ်တွေမှာဒါတော်တော်အရေးကြီးတယ်ဗောနော်ဆိုတော့ကျွန်တော်လူငယ်တွေမှာအတာဝန်ယူမှုတာဝန်ခံမှုဗောနော်စိတ်နဲ့စူးစမ်းမယ်တကယ်ဒီတာဝန်ယူမှုတာဝန်ခံတဲ့ပြဿနာတွေဖြစ်လာရင်လည်းဖြည့်ရှင်းပေးနိုင်တဲ့ attitude attitude ရှိမယ်ဖြည့်ရှင်းပေးမယ်ဆိုရင်ဒါကျွန်တော်လူငယ်တွေတော်တော်များများလမ်းကြောင်း ကျွန်တော်ရတယ်ပေါ့ဆရာရဲ့အဲ့ဒါတော့အရေးကြီးတယ်ဆိုတော့ဘာပဲလှုပ်လှုပ်တာတောင်းဝင်ယူမှုတောင်းဝင်ခံမှုအပြစ်အစိတ်ဓာတ်ပေါ့နော်အပြစ်နဲ့အစားဖို့ကျွန်တော်ကတော့ recommend လုပ်တယ်ပေါ့နော်ကိုဝန်ထမ်းပဲလှုပ်တာပဲဖြစ်ဖြစ်ကိုလုပ်ငန်းလှုပ်တာပဲဖြစ်ဖြစ်ပေါ့နော်အနောက်တစ်ခုကတော့ very humble ဖြစ်ဖို့အရေးကြီးတယ်ဆရာရဲ့ကိုဘလောက်ပဲတော်ပဲစေဗျာဆရာရဲ့ကိုဘလောက်ပဲအောင်မြင်နေပါစေပေါ့ဆရာရဲ့အဲဆိုတော့ humble ဖြစ်ဖို့ကတော့တော်တော်အရေးကြီးတယ်ကျွန်တော်ဆိုရင်ဗျာဆရာရဲ့ဒီအလုပ်လုပ်တာလည်းနေပေါင်း15နှစ်လောက်ရှိပြီ နိုင်ငံအန်တကာလူတွေနဲ့လည်းကျွန်တော်တို့အလုပ်စာလုပ်ခဲ့တယ်ကျွန်တော်တို့နိုင်ငံတကာတွေနဲ့လုပ်တဲ့အချိန်မှာကျွန်တော်တို့ဘာမှတက်ဘူးဆရာကျွန်တော်ဟိုအရင်တော့ကလည်းပြောကျွန်တော်အသက်16ဘန်ကောက်ရောက်တယ်ရောက်တာနဲ့တခါတည်းကျွန်တော်အကိုအဲသူလုပ်ငန်းစတယ်သူလုပ်ငန်းမှာကျွန်တော်ဝင်ပြီးကျွန်တော်လေးလာခွင့်ရတယ်ကျွန်တော်အလုပ်လုပ်တယ်ဆိုတော့အဲ့ချိန်မှာကျွန်တော်ဘာမှတက်ဘူးဒါပေမဲ့ကျွန်တော်တို့အလုပ်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအာ energy ပေါ့နော် now humble ဖြစ်တဲ့ဟာကိုဒီ foreigner တွေကသဘောကျပြီးကျွန်တော်တို့ support လုပ်တယ်တင်ပေးတယ် ဆိုတော့အဲအဲ့လိုပေါ့ဆရာကျွန်တော်အဓိကတော့ humble ဖြစ်ဖို့အရေးကြီးတယ်။နောက် second ကတော့တာဝန်ယူမှုတာဝန်ခံမှုပေါ့ဆရာ။ဘာပဲလုပ်လုပ်အဲအဲ့ဒါနည်းနည်းလေးကျွန်တော်တို့ဗျာဆရာ။ဟိုစတာလွယ်တယ်ဒီခေတ်မှာဆရာ။အရင်လွယ်တယ်ဆရာ။အဲစားတာရမ်းလွယ်တယ်ဆရာဘာပဲလှုပ်လှုပ်ပြဆရာဒီချိန်မှာ support လုပ်ပေးမဲ့လူတွေကလည်းအများကြီးပဲဆရာကိုပေးမှာလေတကယ်တမ်းကြည့်မယ်ဆိုရင်လေဒါပေမဲ့ အဲ့ဒါကို continuously လုပ်ဖို့ consistency ဖြစ်ဖို့နောက်တခခု face လောက်လာရင်ပြဿနာတွေပေါ့နော်လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်အလုံးမှာလည်းရှိတယ်လေဆရာနော်အဲ့ဒါကိုတောင်းဝင်ယူတဲ့ attitude စိတ်နဲ့ထားပြီးလုပ်မယ်ဆိုရင်တော့ကျွန်တော်ထင်တာဆရာရဲ့မအောင်မြင်ဘူးဆိုတာမရှိဘူးမအောင်မြင်တမထဲလုပ်နိုင်ဘူး consistency မှာအားနေတော့ကြာအားနေတော့ကြာတယ်ဆရာရဲ့တခခုဆိုရင်စိတ် emotional မလုပ်ကြအောင် emotion ဖြစ်ပြီးမှ तू က give up လုပ်လိုက်တာပေါ့ဆရာရဲ့အခုကျွန်တော်လည်းရန်ကုန်ဆရောက်တယ်ဆရာ covid ဖြစ်တဲ့ အဲ့မဲ့ကိုစိတ်တက်တခုပဲကိုဒီဆုံးဖြတ်လိုက်တာကိုရွေးချယ်ထားတာရန်ကုန်မှာလာပြီးလုပ်ငန်းလုပ်မယ်မြန်မာနိုင်ငံလူငယ်တွေကို inspire လုပ်မယ်ကိုလည်းအဲလူငယ်တွေနဲ့လေ့လာမယ်လူကြီးတွေနဲ့လေ့လာမယ်နိုင်ငံတကာကိုကျွန်တော်တို့ဒီ brand ကိုချိုးဖောက်ဟိုဖောက်မယ်ဆိုပြီးကျွန်တော်တို့ကရောက်လာတဲ့လူငယ်တွေဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကရန်ကုန်မှာပဲဆက်ကြိုးစားနေတယ်ပေါ့ဆရာ။ဆိုတော့အဲ့လိုပဲလုံးစေချင်တယ်အားလုံးကိုလေးဆရာ။ကျွန်တော်တို့ကတော့ဟုတ်တယ်ကျွန်တော်အများနဲ့ပြောသလိုဆေးရက်ထပ်ပုံမခွက်နိုင်ဘူးလား။ဟုတ်တယ်ဆရာကျွန်တော်လည်းခွက်နိုင်ဘူးညမလို့ခွက်နိုင်။အခုကျွန်တော်၃လရှိပြီလေးဆရာဘန်ကောက်မရောက်တာ။ easy ပဲ။ easy ပဲဒီမှာပြောနေဟိုတူရတယ်ထင်ကြ။အဲ့သူကဘန်ကောက်ပြန်လာဆိုဘန်ကောက်ကအရန်ဟိုပြင်းတယ်။ကျွန်တော်တို့က၉ရက်ထပ်ပုံမနေနိုင်ဘူး။မနေဘူးဆရာတော်၉ရက်နေနိုင်သေးတယ်ကျွန်တော်ဆိုသွားပြီး၃ရက်ဆိုပြန်လာ။ အခုအဲ့လိုဖြစ်နေတာဆရာကျွန်တော်ကျွန်တော်မလဲကိုကြီးကကျွန်တော်တောင်ပို့ချစ်ဟုတ်တယ်ဆရာကျွန်တော်အဲ့လိုအဓိကတော့ကို customer တွေဆရာဟဲ့နောက်ကိုချစ်တဲ့အမ်ဒီဒီအားကျွန်တော်မိတ်ဆွေတွေပေါ့ဒီကိုထိလိုက်ရတာကတမျိုးခံစားရတယ်။မှန်တယ်မတူတော့ဘူးဆရာကျွန်တော်အမြဲအရင်တော့လည်းပြောသလိုပါဆရာ။သူများနိုင်ငံသွားရင်တိုးတက်တယ်ဘန်ကောက်အာရန်တိုးတက်တယ်ဆရာ။ ဒါမဲ့ဒါသူများဟာသိရမလားကျွန်တော်တို့လည်းမဟုတ် inspire ဖြစ်မယ်ဒါမဲ့ကျွန်တော်တို့ဒီလိုဖြစ်အောင်ကြိုးစားကြရမယ်ပေါ့နော်လူငယ်တွေကျွန်တော်တို့တော့ဈေးဝယ်ရောကလို့လို့ဘာမှမမရှိဘူးလေဆရာဈေးဝယ်ဖို့တော့တူတက်ဟုတ်တယ်အဲ့တော့သူတို့ကောင်းတဲ့အောင်ပဲပြောနေရင်လည်းကိုကလည်းဘာရတာလဲမဟုတ်အဲ့ဒါသူတို့နဲ့တည်ယူပြီးကျွန်တော်တို့အခုကျွန်တော်ဆိုရင်ကျွန်တော်ဒီ tailor လုပ်နေတဲ့မိတ်ဆွေတွေရှိတယ်ဒါကို competitor လို့ကျွန်တော်မမြင်ဘူးဆရာကြီးကျွန်တော်တို့တခုပဲကျွန်တော်ဟိုတနေ့ကလည်းပွဲတစ်ခုမှတွေ့တယ်ဆရာကြီးအဲဆရာတယောက်ပေါ့ဒီကျွန်တော်တို့လိုမျိုးလုပ်ငန်းတူလောက်တာစကားပြောရင်လည်း အကျွန်တော်ပြောတယ်ဟာဆရာတို့ဘာညာတွေ့ရဝမ်းသာတယ်အဲစကားတွေပြောကြကျွန်တော်တို့ဒီ competitor မဟုတ်ကျွန်တော်တို့ရန်ကုန်မှာဈေးကွက်ဖောက်နေတာဒီမနေ့လုပ်ငန်းတူနဲ့တွေ့ကျွန်တော်တို့တကယ်ကျွန်တော်စိတ်သက်လဲအဲ့လိုအပြည့်ထားရဆရာကျွန်တော်တို့ဈေးကွက်အခုကျွန်တော်တို့ဒီဘန်ကောက်လာပြီးလုပ်နေရလို့10ဆိုင်20အဲ့ဝင်းချင်းရှိမယ်ထင်တယ်ဆရာဒါပေမဲ့အားလုံးကကြိုးစားနေကြတယ်ဒါဈေးကွက်တစ်ခုကောင်းကောင်းဖြစ်သွားလို့ရှင်ဘန်ကောက်လိုပဲမနေ့ပြန် I want to go and make suit in Yangon so ဘလောက်ကောင်းလဲဆရာရေနော်အခုတော့မှပဲအခုဘန်ကောက်ကလူတွေလည်းပဲကိုစတီစီလာချုပ်နေတာဟုတ်တယ်နောက်တော့တယောက်တူလည်းဆရာဆရာတယောက်တူနော်ဟုတ်တယ်ဘန်ကောက်မှာနေတာဘန်ကောက်မှာနေတာဟုတ်တယ်ဒါဆိုနှစ်ပြားကြားလိုက်ဟုတ်တယ်ဟုတ်အခုဆိုရင်ဘန်ကောက်မှာမချုပ်ဘူးဒီမှာလာချုပ်တယ်ဆရာဆိုတော့အဓိကအဲ့ဒါပါပဲဆရာကျွန်တော်ဟိုအရှိကြီးပြောလိုက်တယ်ဆရာကိုစီကိုလည်းကိုစီကျွန်တော်သဘောကျတယ်ဘန်ကောက်ပြောတယ်ကျွန်တော်တို့ဒီပြိုင်ဘက်တီဟာနော်ကျွန်တော်က ိုစားနေတဲ့မုတ်ကိုကျွန်တော်ကစားမဲ့သူတွေများလာရင်ကျွန်တော်ခဏခဏပြောတော့ဘူးစားမဲ့ခင်မဟုတ်တော့မဟုတ်တော့ဘူးဆရာစားမဲ့မုတ်ကိုကြည့်အောင်လုပ်ရမယ်ခင်မှန်တာပေါ့ဆရာအဲ့ဒါမှန်တယ်လေဆရာအဲ့ဒါပဲလေကျွန်တော်တို့အခုတစ်ခါကြရင်ကာကိုပြဿနာဖြစ်လို့ချင်းတယောက်နဲ့တယောက်ဆက်သွဲတယ်မင်းဘသူ့ကိုတုံးလဲဘလို့ရုံး support လို့အဲ့လိုပဲကျွန်တော်လုံနေကြတာလေဆရာဆိုတော့အဲအဲ့လိုစိတ်တက်ပဲကျွန်တော်အားလုံးကိုလည်းထားစေချင်တယ်ဆရာဒါမှလည်းကျွန်တော်တို့ကဈေးကွက်ကအဲကြီးလာမှလည်းဆရာကျွန်တော်ကဒီထိုင်းနေရသူတို့ညှို့တယ်နော်ညှို့တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကောင်းတာကိုလမ်းလို့ရ မနာပါဆရာ supporting ရှိတယ်အခုကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ vendor တွေဆိုရင်ထားရည်ဗျာဆရာအသူတို့ customer အရှိကိုလာပြီးမှ customer စီသူတို့မလုံနိုင်ဘူးဒီဝန်ဆောင်မှုသူတို့မပေးနိုင်မပေးနိုင်တော့ကျွန်တော်တို့ ਨੇ ပေါင်းပြီးလုပ်တယ်ပေါင်းပြီးလုပ်တယ်ဆိုတော့အသူရဲ့ professional နဲ့ကျွန်တော်တို့ professional ပေါင်းလိုက်တဲ့အချိန်မှာဒါနှစ်ဦးနှစ်ဖက်အဆင်ပြေသွားတယ်တကယ်လို့ထားသည်ဩကျွန်တော်၆တာ ဒါပေမဲ့ तू तू ကရောင်းတာ तू ကပို့ရတယ်ငါမလုပ်ပေးဘူးလို့တွေးမယ်ဆိုရင်ဒီ flow ကဒီ concept ကဒီလုပ်ငန်းကပေါ်လာမှာမဟုတ်ဘူး ဟုတ်ကျွန်တော်အခုမြန်မာနိုင်ငံမှာတခုအဲ့ဒါကျွန်တော်နည်းနည်းအားနေချက်တခုပေါ့ကျွန်တော်မြင်တာပေါ့ဆရာကြီးကျွန်တော်တို့ဒီချုပ်တာတွေတော်တယ်ဆရာကြီးပညာရှင်တွေရှိဒါပေမဲ့အဓိကဒီနှစ်ဦးကမပေါင်းနိုင်ဘူးဖြစ်နေတာဆရာကြီးဆိုင်ဖွင့်တဲ့လူနဲ့နောက်ကဒီအလုံးလုံးတဲ့လူနဲ့မပေါင်းနိုင်ဘူးဖြစ်နေတဲ့အတွက်ဈေးကွက်ကအဲ့လိုမကျေလာဘူးပေါ့ဆရာကြီးဆိုတော့အဲ့ဒါလေးတော့ကျွန်တော်တခုမြင်တယ်ပေါ့အဲကြောင့်လဲကျွန်တော်တို့အများတိုင်းအခု local မှာလဲကျွန်တော်တို့အလုံးလုံးဖို့ကြိုးစားနေတယ်ဗျာဆရာကြီးအဓိကသူတို့အာ ်တခြားလုပ်မယ် commitment ရှိမယ်ဆိုရင်ကျွန်တော်တို့ဘက်ကဒီဘက်ဈေးကွက်မှာကျွန်တော်တို့တို့ product ကိုဖောက်ပေးနိုင်မယ်ဆိုရင်တို့အတွက်လည်းအလုပ်ဖြစ်တယ်အတပြေးပြေးနဲ့ဒါကျွန်တော်တို့ local product နဲ့ပဲကျွန်တော်တို့ဒါအလုပ်လုပ်လို့ရတာပေါ့ဆရာဟုတ်ဟုတ်ဆရာကျေးဇူးအများကြီးတင်ပါတယ်ကိုစီမြောက်ပြီးတာ၃၃ချက်ပေါ့ကျွန်တော်ရတာတော့တစ်ကတော့ကိုစီပြောတာတာဝန်ယူမှုတာဝန်ခံမှုကအရေးကြီးဆုံးပဲเนาะကျွန်တော်တို့ပြီးရင်တော့စေကူပေါတိုင်းထားလုပ်ပြီးတော့ခဏငိန်သွားလို့မရဘူးတော့တသက်မထဲစူးစမ်းရအောင်เนาะဖြစ်ချင်းစိတ်နဲ့စူးစမ်းရမယ်နောက်တတိယတစ်ခုကတော့ integration ကျွန်တော်တို့အပူပေါင်းဆောင်ရွက်မှုပါအင်အားဖြစ်တယ် synergy ပေါ့เนาะဒီဟာကိုကျွန်တော်တို့เนาะကျွန်တော်တို့ကျွန်တော်တို့လူငယ်တွေအောင်မြင်ဖို့အတွက် ဒါလေးအကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျာအဲ့တော့ကျွန်တော်တို့အခုကတော့ကျွန်တော်မိတ်ဆွေတွေအတွက်လည်းဒါကိုစရီစီကနေပြီးတော့ဒီအကြံဉာဏ်လေးတွေရခဲ့ပြီဆိုရင်ချက်ချင်း knowledge into result အတိတုဒ္ဒအနေရလက်ဖြစ်အောင်စူးစမ်းကြဖို့အတွက်တိုက်တွန်းပါတယ် ဲ့တော့ကျွန်တော်တို့တင်းနဲ့တက်ချင်တဲ့သူတွေကတော့ကျွန်တော်တို့တက်လောက်ကိုကျွန်တော်တင်းနဲ့တစ်မျိုးပဲဖွင့်တယ်အခုကျွန်တော်တို့17လပိုင်းမှာဖွင့်မှာတော့ကျွန်တော်ရဲ့အောင်မြင်မှုပညာသင်တန်းဖြစ်တဲ့ Success in Life သင်တန်းဖြစ်တဲ့အဲ့တော့ကျွန်တော်ခုနပြောတဲ့ concept တွေအတိုင်းပဲအောင်မြင်မှုကိုသွားတဲ့အခါမှာကျွန်တော်တို့ကသင်ယူမှုအားလည်းပဲပေါင်းထည့်ဖို့လိုပါတယ်အောင်မြင်မှုပညာကိုသင်ကျင်တဲ့သူတွေအတွက်ဆက်နှစ်လပိုင်းမှာကျွန်တော်တွေ့မယ်ကျွန်တော်ဘဝတစ်လျှောက်လုံးအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာထားတဲ့ဟောပြောပွဲတွေဟောပြောများစွာပြောထားတဲ့စာအုပ်တွေများစွာရေးထားတဲ့ဒီအကြောင်းအရာတွေကိုအနှစ်ချုပ်ပြီးသင်ပေးမှာဖြစ်ပါတယ်။ online သင်တန်းကတော့အခုလာမယ်ဆက်နှစ်လပိုင်းနှစ်ရက်နေဖြစ်တယ်အင်္ဂါနေ့ဖြစ်တယ် online ကနေတစ်လသင်မှာဖြစ်တယ်ဗီဒ ေတာဆိုတက်နိုင်တယ်အပြင်လူတွေတင်တဲ့ကတော့12လပိုင်း6ရက်နေ့နဲ့9ရက်နေ့မှာတော်ဝင်စင်တာမှာရှိတဲ့ AMO တင်တဲ့ကြောင့်မှာတက်ရမှာဖြစ်တယ်အသေးစိတ်အချက်လက်တွေကိုကျွန်တော် page မှာဝင်ကြည့်ပါအပေါ်မှာ video file နဲ့တူတင်ထားပေးပါတယ် and တနင်္ဂနွေစိတ်ဝင်စားရဲဆိုနာမည်ဖုန်းနံပါတ်ကို comment မှာမြည်နေ messenger message မှာရေးပါကျွန်တော် team ကဆက်သွယ်ပေးမယ်နိုင်ငံခြားဆိုနိုင်ငံခြားတက်ချင်ပါလို့ရေးရပြပါကျွန်တော်လိုအပ်တဲ့ချက်လက်တွေပြန်ပို့ပေးမယ်အခုနေ update တွေကို online ကပထမအဆုံးအရောက်100အပြင်က30ကို10% discount ကျွန်တော်တို့ပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ် we must work together we must build our nation